ေသည်တင်ချာဟာအမှန်တကယ်ပဲအဖြေတွေကိုပေါ့နော်အလွတ်ကျက်ပြီးတော့ပြောတာဟုတ်ကဲ့ကျွန်မပြောပြမယ့်အကြောင်းအရာကတော့ပေသည်တင်ချာရဲ့နောက်ွယ်ဘလို့မြုပ်ွက်တရှိနေလဲဆိုတဲ့အကြောင်းကိုကျွန်မအမှန်အတိုင်းပြပြသွားမှာဖြစ်ပါတယ်အမှန်တကယ်ပဲကလေးတွေကဂင်ကနန်းတွေအများကြီးကိုပေါ့နော်ပေါင်းနေနှုတ်တယ်နောက်ဆုံးမှာပေါ့နော်အဖြေတွေမှန်းနေတယ်ဆိုတဲ့အကြောင်း တိတ်တော့ယုံတိမရှိလားပေါ့နော်ဒါကလုံးဝသူတို့ရတယ်ဆိုတာမဖြစ်နိုင်ဘူးဒါကလွတ်ကျက်ပြီးပြောတာဖြစ်နိုင်တယ်ပေါ့နော်အဲဒီတန်တရားဖြစ်ဖွယ်ကိစ္စကြီးကိုကျမကရှင်းလင်းပြပြတာမှဖြစ်ပါတယ်အဲ့တော့ကနန်းကပေါ့နော်ကလေးတွေမပြောနဲ့ကျမတို့လူကြီးတွေတောင်မှပေါ့နော်သူများကပြောလိုက်တဲ့ကနန်းတွေကိုနားထဲကနေနားထောင်စိတ်ထဲကနေပေါင်းတာပေါ့နော်နားနဲ့တိကျနားထောင်ပြီးတော့စိတ်နဲ့ပေါင်းတဲ့အချိန်မှာပေါ့နော် ဲ3 4 5လုံး6လုံးလောက်ကပြဿနာမရှိဘူးပေါ့နော်အဲ့လိုဖြည်းဖြည်းချင်းပေါင်းသွားစဉ်းစားရင်းနဲ့ပေါင်းသွားပြီမြေခုနကလိုကလေးငယ်လေးလူပေါ့နော်10လုံး15လုံးအလုံး20ပေါ့နော်ဟာမစဉ်းစားဘဲနဲ့ကွာသိရမလားဟာလက်ကြီးတွေဓာမျိုးဓာမျိုးတွေထောင်ပြီးတဲ့ခါကျတော့ပေါ့နော်အဖြစ်မှန်တန့်ရဆိုတော့အိုးလုံးဝရုပ်တိရှိကူမရှိတာလုံးဝဖြစ်နေတယ်လုံးဝဖြစ်နေတယ်နော်အဲ့တော့ဒီနောက်ွယ်ရအမှန်တည်းအမှန်တရားကိုကျမက ဖော်ထုတ်သွားမှာဖြစ်ပါတယ်ဒီအမှန်တရားလေးကိုဒီမြုပ်ွက်လေးကိုမပြောခင်ပါเนาะကျမရဲ့ channel လေးကို subscribe လုပ်ရသည်လှုပ်သွားပေးပါအောင်လို့တောင်းဆိုပါတယ်ဟုတ်ကဲ့အဲကျမတို့တီးကြတဲ့အတိုင်းပဲပေါ့နော်ဒီပေတီးတင်ချလို့ကြားလိုက်ပြီဆိုတာနဲ့ပေါ့နော်အားလုံးရဲ့မျိုးလုံးနဲ့ပါပေါ့အင်းကလေးတွေကလက်ကြီးတွေတကားကားတွေရှောက်ထောင်သူများပြောတဲ့ကဏ္ဍတွေကိုပေါ့နော်လက်ကြီးတွေတကားကားနဲ့ရှောက်ထောင်နောက်ဆုံးမှအပြည့်မှန်နေပြောလိုက်တာပေါ့နော် ြောတယ်ပေါ့နော်ဒါဒါကြက်ထားဗျအလွတ်ကြက်ထားပဲဖြစ်ကိုမဖြစ်တာဟုတ်တယ်မလားအဲ့တော့အများစုပေါ့နော်မိတ်ဆွေတို့အားလုံးအများစုထင်လို့ဒါအတူတိုင်းထင်ကြတာပေါ့နော်ဒါကပေါ့နော်အဲ့တော့ဒီမြုပ်ွက်တွေနော်ဒီနောက်ွယ်အမှန်တရားကိုကျွန်မပြောပြသွားမှာပေါ့နော်အဲ့တော့ဒီအမှန်တရားကိုမပြောခင်ပါပေါ့နော်ဒီလက်ချောင်းတင်ပြတာလေးကိုကျွန်မပြောပြသွားမှာဖြစ်ပါတယ်ဥပမာကျွန်မတို့ဒါပုံမှန်လက်ကလေးတွေမှာဆိုပေါ့နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 3 4 5ချောင်းပဲရှိရပေါ့နော်အဲ့တော့ပေတိတင်ချာမှာဘလို့လုပ်လဲဆိုရင်သူကပေါ့နော်ဒီကိုပုံမှန်ကျမတို့ကြီးနေ5ချောင်းပေတိတင်ချာမှာဆိုရင်1 2 3 4 5ตัวง้าโลไม่ทุบเพียงเนี่ยตัวแล้มมาเลยเว้ยตีตันโหง้าพี่เองชาคนชีกูเออปีตีตินชามาสิงตัว9จองผิดตัวตัวนี้ ကျွန်တော်ပုံမှန်လက်မှတ်ဆိုတာ10ချောင်းပဲရှိပေသည်တစ်ချောင်းပါလေသူကဒီလက်တစ်ဖက်ထဲနှုန်းသွား9ချောင်းဖြစ်သွားအဲ့အချိန်မှာကလေးတွေကဘာလို့တုံးသွားလဲဆိုရင်သူတို့ရဲ့ဒီလက်ချောင်းလေးတွေပေါ့နော်ကေကူလိတ်တာတစ်ဖွဲတုံးသွားဘလို့တုံးလဲဆိုဥပမာငါးလီးနဲ့လီးလီးနဲ့ပေါင်းလိုက်တယ်3လီးနှုတ်လိုက်တယ်နှစ်လီးပေါင်းလိုက်တယ်ငါးလီးနှုတ်လိုက်တယ်ပြီးရင်6ကလေးပေါင်းလိုက်ပြီးရင်9လီးနှုတ်လိုက်တယ် ပြီးရင်1 4နှုတ်လိုက်တယ်8 4ပေါက်လိုက်တယ်9 4နှုတ်လိုက်တယ်2 4ပေါက်လိုက်တယ်6 4ပေါက်လိုက်ဩအဲ့လောက်ခဏနေမြိုင်ဘာမှစဉ်းစားစရာမလိုဘူးဖြည့်ပါရမယ်အေးကျွန်မပြောရအောင်နော်ငနလုံးတော့ရှိသွားမယ်အဲအနည်းဆုံးတော့10လုံးတော့ရှိမှာထင်ပါတော့အဖေကအိတ်ရတယ်အဲ့တော့ကလေးတွေကအဖေကိုအလွတ်ကျက်ပြီးတော့ပြောတာလား လက်ချောင်းလေးတွေပုံမှာတွက်ပြီးတော့ပြောသွားလာတာဆိုတာပေါ့အားလုံးရှင်းသွားမယ်ညွှန်နေပါတယ်ဟုတ်ကဲ့ကျမရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and share ဒီလိုပြီးသွားပါဦး